ဝန်ထမ်းတွေကတိတ်သုံးအောင်ကြော်နှစ်ကုံမဘိုးပေးခဲ့တဲ့မအေးတောင်းတို့စနီမောင်းနေမင်္ဂလာပါပြည်သက်ကြီးရှင်အခုတင်ဆက်ပေးသွားမယ့်ចောင်းရလေးကတော့နှစ်ကုံမဘိုးနေနဲ့ဝန်ထမ်းတွေကတိတ်သုံးအောင်ကြော်ဒီစုငွေတွေချင်းပြင်းပေးခဲ့တဲ့မအေးတောင်းတို့စနီမောင်းနဲ့ចောင်းလေးကိုဖော်ပြတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပြည်သက်တွေရဲ့ချစ်တော်မင်းသမီးတလက်ဖြစ်တဲ့မအေးတောင်းကတော့ remake မြန်မာရဲ့ပိုင်ရှင်နဲ့အိမ်အောင်ကြသွားခဲ့ကအခုဆိုရင်စီးစိမ်ချမ်းသာတွေများစွာနဲ့နေထိုင်နေနိုင်ပြီပဲဖြစ်ပါတယ် အသက်38နှစ်အရွယ်ရှိနေပြီဖြစ်တဲ့အတွက်ပြိသက်တရားသူမကိုဖြိုကြီးဖြစ်တော့မယ်လို့ထင်နေတဲ့အချိန်မှာလုပ်ငန်းရှင်တစ်ထည်တယောက်နဲ့ယူပြသွားခဲ့တာပဲဖြစ်ပါရည်မေးတောင်းရင်ခင်မဖြစ်သူကတော့ဖုန်းနဲ့ဆက်ဆက်အပိုပစ္စည်းတွေထုတ်လုပ်ရောင်းချရတဲ့ Remake မြန်မာကုမ္ပဏီကြီးရဲ့ပဲ့ကိုင်ရှင်ဖြစ်ပြီးတော့တော်တော်တယောင်လုပ်ရှင်တွေလုပ်လို့မရှိသေးဘူး ချင်းမြောက်မှုကြီးကိုသူ့ရဲ့ဝန်ထမ်းတွေအတွက်ပြုလုပ်ပေးခဲ့တာပဲဖြစ်ပါတယ်။ရီမတ်မြန်မာနှစ်ကိုပိုင်းမှာ step party ကျင်းပပြုလုပ်သွားခဲ့တာဖြစ်ပြီးအလုပ်ကြိုးစားပြီးတော့ကုမ္ပဏီကိုထောက်ကူပြုခဲ့တဲ့ဝန်ထမ်းတွေကိုတိုင်းရချီမုံမိုးတွေပြည့်ရခါချင်းမြင့်သွားခဲ့တာပဲဖြစ်ပါတယ်။မြန်မာနိုင်ငံကလုပ်ငန်းရှင်တွေဟာရသမျှကိုကိုယ်အိတ်ခဲ့တဲ့ကိုသာအကောက်ထဲချေကြတဲ့စိတ်တဲရှိသူတွေဖြစ်ကြပြီးဝန်ထမ်းတွေကိုခုလိုထိုင်းတဲ့တန်ပြန်လဲပြီးအဲကျေးဇူးဆက်တာမျိုးကအလုပ်ကိုမှရှားပါတဲ့ရှားပဲဖြစ်ပါတယ် ဒါပေမဲ့မေးသောင်းရဲ့ယောက်ျားကတော့လုပ်ငန်းမြစ်ထဲကနေပြီးတော့သိန်းပေါင်း3000ကျော်ကိုဝန်ထမ်းတွေအတွက်မုံဘိုးစုချင်းငွေဖြည့်ပြန်လည်ချူချပေးခဲ့တာပဲဖြစ်ပါတယ်ဝင်းနေတွေအတွက်အရှက်ကိုမှပျော်ရွှင်စရာဖြစ်သွားခဲ့ရပြီးမေးတောင်းကလည်းဝင်းနေတွေတဲ့ထက်တူမြင့်ရဲ့ကြားရည်တီပျော်ရွှင်နေခဲ့တာကိုတွေ့ရတာပဲဖြစ်ပါတယ်။မေးတောင်းကတော့အမျိုးသားကသူ့ရဲ့ဝင်းနေတွေကိုဒီလိုပတ်စံတွေများပြားတော့ကမုံမိုးတွေပြက်ပေးဖို့စစ်ဆေးထားတယ်ဆိုတာကိုမသိရှိရပါဘူး။ ဝန်ထမ်းတွေနဲ့တူ surprise like ပြောရခြင်းဖြစ်တယ်လို့ဖြစ်ကြားထားတာပဲဖြစ်ပါတယ်။မြို့သားရဲ့အလုပ်တွေမှာသူမအနေနဲ့ဝင်ရောက်ဆက်ဖက်တာမျိုးလောက်ခွင့်မရှိသလိုသူမရဲ့လုပ်တွေမှာလည်းမြို့သားဖြစ်သူကဝင်ရောက်ဆက်ဖက်တာမျိုးကြက်ပေးတာမျိုးဒါမှလုပ်တာမျိုးမရှိဘူးလို့စီဝါရေးပိုင်းမှာကိုစီကဲနေနေကြကြောင်းဖော်ထုတ်ပြောဆိုလာခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်တွေကတော့အသိအချီစုချင်းငွေတွေရရှိပိုင်ဆိုင်သွားကြတဲ့ဝီမက်ညမာကဝင်းနှဲတွေကိုအားကြားခဲ့ကြပြီးဝင်းနှဲတွေအတွက်ခုလိုထိုက်တက်တန်ပြောင်းလဲစုချပေးခဲ့တယ်။မေတောင်တို့ဇနီးမောင်နှံကိုလည်းချီချူးစကားတွေပြောခဲ့ကြတာပဲဖြစ်ပါတယ်။အားကြားစရာပဲစူးစားတဲ့ဝင်းနှဲတွေကိုထိုက်တက်တန်စုချတဲ့ကုမ္ပဏီဆက်လက်အောင်မြင်အောင်ပါသိန်းသုံးထောင်ကျော်ဝန်ထမ်းတွေအတွက်သုံးနေဆိုတော့သူတို့ရဲ့မြက်ကဘလောက်တောင်များနေလဲမသိဘူးမအေးတောင်စီးပွားရှာတဲ့တဲ့ယောက်ျားနေရတာအရေးအကောက်နေ တင်းရချီမမောရသွားတဲ့သူတွေကယာတို့မြင်ပိုင်းတွေကြီးပဲအောက်ကဝန်ထမ်းလေးတွေတော့ဒီလိုမျိုးမျိုးမျိုးမြဲရှားပါမပေါ့မြန်မာနိုင်ငံမှာဒီလိုဝန်ထမ်းတွေပေါ်မှာစေနာရှိရှိလုပ်ပေးနေတာရှားတယ်ဘာဖြစ်ဖြစ်ချီချူပါတယ်ဆိုပြီးတော့ဝန်ရမချက်ပြုပြောဆိုခဲ့ကြတာပဲဖြစ်ပါတယ် ပရိသတ်ကြီးတို့ရောဝန်ထမ်းတွေကိုတိတ်ထောက်ကြီးမုံမိုးပေးလိုက်တဲ့မေးတောင်းတို့ဇနီးမောင်နှံရဲ့ကျေဝချမ်းသာမှုပေါ်မှာထက်တူဝမ်းသာမိကြရဲ့လားဆိုတာကွန်မန့်မှာပြောသွားပေးခဲ့ပါအောင်ရှင်။အပိနစေခဲ့ကြတဲ့တွေအားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့တွင်မှလည်းစေဝေစားစရာအကောင်းနဲ့ဆယ်လီဒီနည်းပညာရှင်တွေရဲ့ဒိတ်နေတူပြန်လာခဲ့ဦးမှာဖြစ်လို့ကျမတို့ရဲ့ပေလေးကိုစောင့်မျှော်ကြည့်ရှုအားပေးဖို့အတွက်မမေ့ကြပါနဲ့အောင်ရှင်။အဘိနာစင်ခဲ့ကြတဲ့ပြိသက်တယောက်ချစ်စီတိုင်းလေးကိုစိတ်နှလုံးရွှင်လန်းချမ်းမြေ့ပါစေကြောင်းကျမတို့ရဲ့ပေလေးကနေပြီးတော့ဆူတောင်းမေတ္တာစကားလေးလက်စာပါလိုက်ပါစေနော်။ နောက်နေ့နေမှာပြန်လည်ဆုံတွေ့ကြရအောင်ပါ